thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ကဘော်ဒေတာလူမျိုးရေးအတူဦးစားပေးဆောင်ရွက်နေရလို့ NUG ကကွယ်ဝင်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးနဲ့တမူးခရိုင်များပါဝင်တဲ့ကဘော်ဒေတာလူမျိုးရေးအတူဦးစားပေးဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကမလ22ရက်မှာပြောကြားပါရယ်။ကဘော်ညီနောင်ကမ်ပိန်းဖွံ့ဖွဲတဲ့ခန္ဓာကိုမလ22ရက်ညပိုင်းမှာကျင်းပခင်ရာဝန်ကြီးဦးရင်မွန်တက်ရောက်ခဲ့ပြီးအခုလိုပြောကြားခဲ့ တာပါကပွန်ညီနောင် project ကိုမလ22ရက်ကစတင်က AB 20ရက်ထိသတ်မှတ်ထားပြီးရန်ပုံငွေကျပ်သိန်း1000ရရှိဖို့ရှာဖွေဖို့ရည်ရွယ်ထားကြောင်းအသိပေးထားပါတယ်အခုရန်ပုံငွေရှာဖွေမှုကအဖွဲ့14ဘက်အတွက်လှုပ်ဆောင်ခြင်းဖြစ်ပြီးပြည်သူများတက်နိုင်သည့်ပအဝင်ကြဖို့တိုက်တွန်းထားပါတယ် ချင်းတွင်မြင်းနဲ့အိန္ဒိယနယ်စပ်အကြားခြိုင်ဝမ်လွင်ပြင်ဒေသဖြစ်တဲ့ကမ္ဘောဒေသကအမတ်တစ်စစ်ဒေသရဲ့အရေးကြီးတဲ့ဒေသဖြစ်ပြီးအဲ့ဒီဒေသမှာကလီးနဲ့တမူးမျိုးများပါဝင်ကြောင်းဝန်ကြီးဦးရင်မွန်ကပြောပါတယ်။နိုင်ငံရေးနိုင်ငံခြားရေးကုံသွေးရေးနဲ့စီရင်ရာသမိုင်းတခြားအရေးပါခဲ့တဲ့အဲ့ဒီကမ္ဘောဒေသကိုလွတ်မြောက်နိုင်မည်ဖြစ်ရေးဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း၎င်းကဆိုပါတယ်။ ကဘောချိုင်ဝမ်ကစကိုင်းနိုင်ဒေသကြီးအနောက်ပိုင်းမှာတည်ရှိတဲ့ကုန်းမြင့်ချိုင်ဝမ်တစ်ခုဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်ရဲ့နယ်နိမိတ်နဲ့နီကတ်စွာတည်ရှိပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသအနေနဲ့ဒီဒေသဒီနယ်မြေလွမြောက်ရေးကိုအထူးဦးစားပေးအနေနဲ့စဉ်စားဆောင်ရွက်နေတာတွေလည်းရှိတယ်လို့သိရပါတယ်လို့ဦးရီမွန်ကပြောပါတယ်။တော်လန်ရင်အစပိုင်းကလေးကကာကွယ်ရေးဝန်ကြီးဌာနနဲ့မဟာမိတ်တိုင်းရင်းသားတော်လန်ရင်ဖွဲ့တွေဖြစ်တဲ့ကချင်း၊ KIA ၊ချင်း၊ CNDF, CNE, KNY, KNBB, KA, ABSDF တို့ပါဝင်တဲ့ဘ ਹੁ ကုတ်ကိုင်းရင်း ဲ့ပေါင်ဆက်ညီနိုင်ကော်မတီ C3C ရဲ့သဘောတူညီဆုံးဖြတ်ချက်အရအမတ်တစ်စစ်ဒေသကို2022ခုနှစ်နှစ်လယ်ပိုင်းမှာစတင်ဖွဲ့စည်းခဲ့တာလို့ရှင်းပြပါရယ်။ကလီးခရိုင်နဲ့တမူးခရိုင်နှစ်ခုစလုံးမှာနေမြေစုမှုထိန်းချုပ်မှုကို PDF တမတော်ကအဓိကရယူထားကြောင်းစစ်ကောင်စီလုံးဝခင်းစင်ခြင်းမရှိသေးတော့လဲတနေ့လုံး PDF များထိန်းချုပ်ထားကြောင်းရှင်းပြပါရယ်။ကလီးနဲ့တမူးမျိုးတို့မှသာစစ်ကောင်စီအကျဉ်းအကြံများရှိနေတယ်လို့ဝန်ကြီးဦးရင်မွန်ကပြောပါရယ်။ စစ်ကောင်စီအနေနဲ့တမျိုးနဲ့တမျိုးကုတန်းသွားလာနိုင်ခြင်းမရှိတော့ပဲလီချောင်းကသာထောက်ပို့တာဆောင်ရွက်နေရတဲ့အနေအထားလို့ရှင်းပြပါရယ်။နေမြေစုမိုးထိန်းချုပ်မှုလို့လွန်ခဲ့တဲ့၃နှစ်ဝန်းကျင်လောက်ကကျွန်တော်တို့ပြောကြမယ်ဆိုရင်ဟုတ်မှာပါမလားလို့မိကုနေရှိခဲ့ပါရယ်။ဒီကနေ့တော့နေမြေစုမိုးထိန်းချုပ်မှုဆိုတာအင်မတန်သေးကြတဲ့ကိစ္စဖြစ်နေပြီးစည်ရီအရာအပီးသက်ရှင်းလင်းမှုမလုပ်နိုင်သေးတဲ့အတိုင်းအုပ်ချုပ်ရေးအရာတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုအပီးသက်ဖျက်သိမ်းပြီးဖြစ်တဲ့ဒေတာပြည်သူအုပ်ချုပ်ရေးရန်နေရာထူထောင်လဲပတ်နေတဲ့ဒေတာဒီလိုကလည်းကပေါ်ဒေတာနဲ့ပတ်သက်ရင်ပြောလို့ရပါ ပါတယ်လို့ဝင်ကြီးဥယျာဉ်မွန်ကပြောပါတယ်။ဇက်လုံးရမာကစစ်ကောင်စီလုံးဝကင်းစင်တဲ့ဒေသတစ်ခုဖြစ်အောင်လှုပ်ဆောင်ရန်သာရှိတော်တယ်လို့ဆိုပါတယ်။အဲဒီကိစ္စအတွက်လည်းကပေါ်ဒေသကရဲဘော်တွေအထူးဝါရမစိုက်ပြီးတော့စူးစမ်းဆောင်ရွက်နေရလို့အတည်ပြုလိုပါတယ်လို့ဝင်ကြီးဥယျာဉ်မွန်ကပြောပါတယ်။လက်ရှိမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အခု2025အတွင်းတည်တာထင်ရှားတဲ့အချက်မှာရခိုင်စီးရင်လှူရှာနိုင်စွမ်းအားနည်းနေခဲ့တဲ့ဒေသတွေမှာတော့စီးရင်လှူရှာလာနိုင်ပြီဖြစ်ကြောင်း၎င်းကဆိုပါတယ်။ဒါအပြင်ကာကွယ်ဝင်ကြီးဌာနရဲ့ပထမအဆင့်မျှော်မှန်း အစီအစဉ်ဆောင်ရွက်ချက်ဖြစ်ကြောင်းပြောလို့ရတယ်လို့ဝန်ကြီးကပြောပါရယ်ပထမအဆင့်မှာတနိုင်ငံလုံးစီးရေးလှုံရှားနိုင်စွမ်းရှိရေးမှာအဲ့ဒီအဆင့်ကကွက်ပြေပြီးဖြစ်ပြီးတနိုင်ငံလုံးအတိုင်းတာနဲ့လှုံရှားနိုင်စွမ်းရှိပြီလို့ပြောနိုင်စွမ်းရောက်ခဲ့ပြီလို့ပြောပါရယ် နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကြိုးပမ်းနေတာကတော့ဒေတာအလိုက်စစ်ကောင်စီကင်းစင်ကင်းရှင်းပြီးတော့လွမြောက်တဲ့နေမျိုးတွေလွမြောက်တဲ့မျိုးရွာတွေဖြစ်ဖို့အတွက်လက်ရှိကြိုးပမ်းနေတယ်။ကလေးကပေါ်ဒေတာကရဲဘော်ရီဆိုရင်ဒီဟီမန်ချက်အတိုင်းဆောင်ရွက်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့အတိပေးလိုပါတယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါရယ်။ PDF တက်မတော်ရဲ့တော်လိုင်းလေးနဲ့အတွင်းမြည်တိရလက်များဖော်ထုတ်နိုင်ပြီဆိုတာကိုပြန်ကြည့်ဖို့စဉ်းစားသုံးသပ်ဖို့လိုကြောင်း၎င်းကဆိုပါရယ်။ကျွန်တော်တို့တော်လိုင်းရေးဘယ်ရောက်နေပြီလဲပြန်ကြည့်တဲ့အခါဒီကနေ့ထိဆိုရင်အရေးကြီးတဲ့ရလက်သုံးခုလက်ဝယ်ရရှိခဲ့ပြီးဒီ ီလို့သုံးသပ်ပါတယ်။ပထမရလက်ကတော့ပြည်သူ့ကာကွယ်တပ်မတော်တစ်ခုကိုပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့အတူခိုင်ခိုင်မာမာထူထောင်ရပ်တည်လာနိုင်တဲ့အချက်ပါအရှင်လို့ကျွန်တော်တို့ပြည်သူတွေကအချိန်မဲ့လက်မှတ်မဟုတ်တော့ဘူးလို့ဝင်ကြီးဦးရင်မွန်ကပြောပါတယ်။ဒုတိယရလက်မှာတော်လိုင်းအဖွဲ့ရရဲ့စိုးမိုးထိန်ချုပ်နေမြင်နဲ့လွတ်မြောက်နေမြင်များတနိုင်ငံလုံးအတိုင်းအတာနဲ့အနှံ့အပြားပေါ်ပေါက်လာတဲ့အချက်ဖြစ်တယ်လို့ပြောပါတယ်။ဒါဆိုရင်တတိယရလက်ကဘာဖြစ်မလဲ။တတိယရလက်ကတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးတော့ပြည်သူအုပ်ချုပ်ရေးရန်တရားထူထောင်လေပ က်လာနိုင်တဲ့ကိစ္စဒီအချက်ကလည်းအင်မတန်အရေးကြီးပါတယ်လို့ဝန်ကြီးကပြောပါတယ်။စီရင်နဲ့အုပ်ချုပ်ရေးကဒွန်တွဲနေရမယ့်ကိစ္စဖြစ်တယ်လို့လည်း၎င်းကပြောကြားပြီးစီရင်အရာထိန်းချုပ်နိုင်ပါကအဲ့ဒီနယ်မြေတွေမှာ အာနာလီဟာနဲ့အုတ်ချုံရီလီဟာနဲ့မဖြစ်ရအရေးကြီးကြောင်းရှင်းပြပါရယ် PDF ကလေးခရိုင်အမှတ်လေးတိုင်ရင်တမှုတအုပ်ဖြစ်တဲ့ကိုမုံပီးကဒေတာရဲဘော်တွေကိုစားစကားပြောကြခဲ့ရ PDF နဲ့ဘကဖပါလာဖဒေတာကာကွယ်တပ်ဖွဲ့များတိုင်ရင်သာတော်လိုင်းတက်များအတူတကွာတိုက်ပွဲဝင်နေကြတဲ့လက်နက်ကင်တော်လိုင်းကအရှင်အဟုန်တဖြည်းဖြည်းမြင့်တက်တက်မြင့်လာတယ်လို့ပြောပါရယ်ရခင်ကလက်နက်၁၀ခန်းနဲ့ပျောက်ကြားတိုက်ပွဲများဝင်ခဲ့ရတော့လဲပြီးခဲ့တဲ့နှစ်နှစ်တာအတွင်းလူအင်အားရှာခန်းအချို့အသုံးပြုပြီးရှမ်းသူစခန်းအချို့ကိုသိမ်းနိုင်ခဲ့တယ်လို့ကို မုံပြီးကပြောပါရယ်ဒါပြည်내ဒေသတွေမှာဖြစ်ရိုးဖြစ်စဉ်တစ်ခုသားဖြစ်ပြီးမဲ2021ကစပြီးပြန်တော်လှန်ရမယ်ပြည်မဒေသမြေပြန့်ဒေသလွင်ပြင်ဒေသတွေအတွက်ဆိုရင်တော့အစဉ်အစဉ်ပြောင်းလဲတိုးတက်မှုပဲဖြစ်ပါရယ်ပြီးခဲ့တဲ့တစ်နှစ်တာကာလလောက်ကစပြီးအထူးသဖြင့်စကိုင်းတိုင်းအမတ်တစ်စစ်ဒေသနဲ့ရှမ်းမြောက်ကိုအခြေပြုတဲ့မန္တလေးတိုင်းတွင်မှာဆိုရင်လူအင်အားထောင်နေကြီးလက်နက်အင်အားထောင်နေကြီးပါဝင်နေမြို့သိမ်းတိုက်ပွဲကြီးတွေကိုစစ်နေဝန်တွေကိုတိုင်ပိုင်နိုင်တဲ့တိုက်ပွဲကြီးတွေကိုကျွန်တော်တို့စတင်ဖော်ဆောင်နိုင်ခဲ့တယ်ဒါတွေကကျွန်တော်တို့တော်လိုင်းရဲ့အစ င်စဉ်တိုးတက်ပြောင်းလဲမှုဖြစ်တယ်လို့ကိုမုံပြီးကပြောပါတယ်။ ဆက်လက်ပြီး2025မှာလည်းမြေပြတ်လွင်ပြင်ဒေသမှာလည်းရန်သူကိုပျောက်ကြားတိုက်ခိုက်နိုင်ုံသာမကစစ်ကြောင်းလိုက်ဖြုတ်နိုင်တဲ့ဖြစ်စဉ်များမကြာခဏမြင်တွေ့ရတာကအလုံးသိပဲဖြစ်ပြီးမြန်မာပြည်တောင်ဘက်ခြမ်းမှာလည်းစစ်တောင်းမြစ်ကိုကျော်လွန်ပြီးရန်သူစကန်၅ခု၆ခုကိုတပြိုင်နက်တည်းစီးနေတိုက်ခိုက်နိုင်တဲ့အနေအထားမြင်တွေ့ရပြီးဖြစ်ကြောင်း၎င်းကပြောပါတယ်။တချိန်ထဲမှာရခိုင်ရိုးမကိုကျော်ပြီးမကွေးတိုင်းထဲမှာထင်မှတ်မထားတဲ့တိုက်ခိုက်မှုတွေပေါ်ဆောင်နိုင်ပြီးဖြစ်ကြောင်းပြောပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့နျူကလ িয়ার စီမံကိန်းဒေသတွင်နိုင်ငံများစိုးရိမ်နေကြောင်းတင်ဆက်ပေးပါမယ်။ ်မြန်မာနိုင်ငံမှာနျူကလ িয়ার စွမ်းရင်သုံးတပ်အပြင်ဆက်ယုံတီးဆောက်ဖို့ရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေမှုပေါ်ဒေသတွင်နိုင်ငံတွေကစိုးရင်ကြောင်းပြောကြားကြပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ပါလီမန်အဆောက်အအုံမှကျင်းပနေတဲ့မြန်မာအရေးနဲ့နေဆက်လုံခြုံရေးဆွေးနွေးပွဲခန်းနာကိုတက်ရောက်လာတဲ့အာဆီယံနိုင်ငံများမှနိုင်ငံရေးနဲ့ကာကွယ်တာဝန်ရှိသူတွေကပြည်တွင်ရေးတည်ငြိမ်မှုမရှိတဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার စီမံကိန်းဆောင်ရွက်ဖို့ကြိုးပမ်းမှုကဒေသတွင်မှအန္တရာယ်များလာစေနိုင်ကြောင်းပြောပါတယ်။ ရုရှားရဲ့နျူကလ িয়ার စီမံကိန်းကအာဆီယံဒေသရင်းကိုယူကရိန်းစစ်ပွဲခေါ်လာသလိုပါပဲဒေသရင်းမှာပုံမိုးရှုပ်ထွေးလာစေသလိုလုံခြုံရေးကိုလည်းထိခိုက်စေနိုင်ပါတယ်လို့တိုင်းလွတ်တော်မျိုးသားလုံခြုံရေးနေဆက်ရေးအမျိုးသားမဟာဗျူဟာနဲ့ပြုပြင်ပြောင်းလဲရေးအမြဲတမ်းကော်မတီဥက္ကဋ္ဌရှန်စီမံယုံကပြောပါတယ်ထိုင်းပြည်တပ်မတော်စစ်စင်ရုံညွန်ကြားရေးမှူးဘိုချုပ်ဝီတာရာစီမာတောင်ကမြန်မာစစ်တပ်ရဲ့လက်ရှိအနေအထားကိုတုံ့တက်ပြောဆိုပါတယ်မြန်မာစစ်တပ်ကတိုက်ပွဲတိုင်းမှာရှုံးနေတဲ့အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရည်ရဲ့နေမျိုးတွေမှာပိုတည်တာတယ် ်2025မှာစစ်ကောင်စီကရွှေကောက်ပွင့်လုံနိုင်မယ်မထင်ဘူးလို့ဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံပေါ်ရုရှားရဲ့ဩဇာလွှမ်းမှုမှုကြီးထွားလာတာကိုလည်း၎င်းကပြောသွားခဲ့ပါတယ်။မြန်မာနိုင်ငံမှာနျူကလ িয়ার တအားပေးစက်ရုံလို့ပို့ကြိုးစားနေတာရှိတဲ့ဒါကိုကျွန်တော်တို့စောင့်ကြည့်ရပါမယ်။တချိန်မှာမြန်မာဟာမြောက်ကိုရီးယားလိုဖြစ်သွားမလားဆိုတာလည်းစောင့်ကြည့်နေပါတယ်လို့၎င်းကဆက်ပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းရင်အတုံးပြုဖို့အကြိုးပမ်းမှုကိုအာဆီယံနိုင်ငံများအနေနဲ့စိုးရင်ပူပန်နေကြောင်းမလေးရှားလွှတ်တော်နိုင်ငံသားကြီးရာကော်မတီဥက္ကဋ္ဌမစ္စတာဝန် 香港嘞比较话嘞。 အာဆီယံဒေသဟာနျူကလ িয়ার လက်နက်ကင်းမဲ့ဆုံးမှာဒါဟာအာဆီယံရဲ့သတ်မှတ်ချက်ပါကျွန်တော်တို့မှာနျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့မရှိပါဘူးနျူကလ িয়ার စွမ်းရည်လည်းကင်းမဲ့ဆုံးမှာတမိုင်းမှာလည်းဘယ်သူကမှဒီလိုမလုပ်ခဲ့ကြပါဘူးဘယ်သူကမှဒီအကြောင်းအရာနဲ့ပတ်သက်လို့တတ်တက်ကြွကြွလှုပ်ရှားခဲ့တာမရှိဘူးရာသီဥတုပြောင်းလဲမှုကြောင့်တိုင်းပြည်အချို့ဒီဟာနျူကလ িয়ার စွမ်းရည်အထုံးပြုဖို့လွန်ဆော်တာမျိုးရှိပြီမဲ့ကျွန်တော်အမြင်ပြောရရင်ရုရှားအစိုးရအနေနဲ့မြန်မာစစ်ဗိုလ်ချုပ်တွေကိုနျူကလ িয়ার စွမ်းရည်အထုံးတအားပေးဆက်ရုံတိစောက်ပြီးဖို့အကူအညီပေးမယ်ဆိုတာမှန်ကန်တဲ့ 皮羡慕吗？好不？ နံပါတ်1မြန်မာမှာရှီနန်နဲ့သဘာဝတံငွေတွေရှိပါတယ်အဲဒီတော့ဘာကြောင့်နျူကလ িয়ার စွမ်းအင်ကိုသုံးဖို့လိုအပ်မှာလဲနံပါတ်2ကတော့ပဋိပက္ခဖြစ်နေတဲ့ဒေသမှာနျူကလ িয়ার စွမ်းအင်သုံးတာအပြင်ဆက်ယုံရှိနေတာအင်မတန်အနေနဲ့များပါတယ်ဒါကမြန်မာတနိုင်ငံနဲ့အတွက်အနေနဲ့ရှိတာမဟုတ်ဘူးလာအိုဗီယက်နမ်ကမ်ဘောဒီးယားတင်ယုံလဲပါနိုင်တယ်လို့ထိုင်းနိုင်ငံလဲတေချာပေါက်ကြုံရမှာပါအာဆီယံအနေနဲ့ဒီလိုဖြစ်ခံမှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့ဒီကိစ္စကိုသဘောမတူကြောင်းရုရှားကိုအတိပေးဖို့အစည်းအဝေးခေါ်ပြီးဆွေးနွေးစရာတောင်းလို့မထင်ပါဘူးလို့မစ္စတာဝွန်ချန်က သတင်းဌာနနဲ့တွေ့ဆုံပြီးမျက်မှောက်မှာဖြေကြားပါရယ်။မလ20ရက်မှာပြုလုပ်တဲ့မြန်မာအရေးနဲ့နေဆက်လုံခြုံရေးဆွေးနွေးပွဲမှာထိုင်းနိုင်ငံရဲ့နေဆက်လုံခြုံရေးစိန်ခေါ်မှု2025နိုင်ငံရဲ့အခင်အကျင်းမြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနဲ့လာမယ့်ရွှေကောက်ပွဲအာဆီယံရှန်နီးယားအောက်မှာထိုင်းနိုင်ငံအနေနဲ့ပါရီလုပ်ဖို့လိုအပ်လေနိုင်ငံဖြတ်ကျော်မှုကင်းတွေကိုဒေသဆိုင်ရာရှန်နီးယားတွေနဲ့ကြော်လွန်မှုတိုက်ဖြတ်ခြင်းစတဲ့ကောင်းစဉ်သုံးခုကိုဆွေးနွေးခဲ့ကြပါရယ်။အဲ့ဒီဆွေးနွေးပွဲကိုထိုင်းနွတ်တော်မျိုးသားလုံခြုံရေးနေဆက်ရေးအမျိုးသားမဟာဗျူဟာနဲ့ပြုပြင်ပြောင်းလဲရေးမြေတမ်းက ော်မတီနဲ့လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များဖွဲ့တို့ကအစီအစဉ်ကျင်းပခဲ့တာ ဖြစ်ပြီးသတင်းဌာနအနေနဲ့မိဖက်မီဒီယာအဖြစ်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ဆွေးနွေးပွဲကိုအာဆီယံနိုင်ငံများမှလွှတ်တော်ကိုယ်စားလှယ်များကုလသမဂ္ဂနဲ့နိုင်ငံတကာဖွဲ့စည်းများနိုင်ငံတကာတန်တမန်အတိုင်းဝိုင်းမှကိုယ်စားလှယ်များမြို့သားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC CRPH နဲ့မြန်မာလူ့ခွင့်ရေးဖွဲ့များလည်းတက်ရောက်ခဲ့ကြတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။